ယူကရိန်းနိုင်ငံအတွင်းတရုတ်ကရုရှားကိုထောက်လှမ်းရေးသတင်းတွေထောက်ပံ့ပေးနေကြောင်းယူကရိန်းထောက်လှမ်းရေးအဖွဲ့ရဲ့ထိပ်သီးရရှိသူကအော်တိုဘားလ၄နေကပြောကြားပါရယ်တရုတ်ဟာရုရှားကိုယူကရိန်းနိုင်ငံအတွင်းဒုံးကျည်တိုက်ခိုက်မှုတွေပုံမှန်ကောင်းမွန်စွာပြုလုပ်နိုင်မှုအတွက်ထောက်လှမ်းရေးချက်လက်တွေပံ့ပိုးပေးနေခြင်းဖြစ်တယ်လို့ယူကရိန်းရဲ့ပြည်ပထောက်လှမ်းရေးအေဂျင်စီရဲ့ရရှိသူဖြစ်သူအိုလာအလက်ဇန်ဒရောက Jurian Fund တဲ့ agency ကိုပြောကြားခဲ့ပါတယ် ဒီကရုရှားကိုထောက်ပံ့ပေးနေတဲ့ထောက်လိုင်းအချက်လက်တွေထဲမှာပြစ်မှတ်တွေကိုဖော်ပြထားတဲ့ဂျိုရုထောက်လိုင်းအချက်လက်တွေပါဝင်ကြောင်းသူကဆိုပါတယ်။ဒါကရုရှားနဲ့တရုတ်ကြားအစင်းမြင်ပူးပေါင်းဆောင်ရွက်မှုရဲ့တသက်အထောက်အထားဖြစ်ပါတယ်။မဟာဗျူဟာမြောက်ပြစ်မှတ်တွေကိုရှာဖွေဖော်ထုတ်ဖို့နဲ့ခွဲခြားသတ်မှတ်ဖို့အတွက်ယူကရိန်းရဲ့နေမြေတဲကိုဂျိုရုကင်းထောက်မှုတွေပြုလုပ်နေတဲ့ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်လို့အလက်ဇန်ဒရောကပြောကြားခဲ့ပါတယ်။မကြသေးမီလရီအတွင်းသိရှိရတဲ့အချက်လက်တွေအရ အဲ့ဒီဂျူရူဝက်ဆိုက်တွေကိုပြည်ပရင်းနှီးမြှုပ်နှံသူတွေကပိုင်ဆိုင်မှုရှိကြောင်း၎င်းကဆိုပါတယ်။ယခုနှစ်ဧပြီလအတွင်းမှာလည်းယူကရိန်းသမ္မတဇယ်လန်စကီကတရုတ်ဟာရုရှားကိုလက်နက်တွေနဲ့ရမုံတွေထောက်ပံ့ပေးနေကြောင်းပြောကြားခဲ့ပါတယ်။ဒါ့အပြင်တရုတ်ဟာရုရှားနိုင်ငံမေအတွင်းလက်နက်ထုတ်လုပ်နေတဲ့ထောက်လိုင်းရေးသတင်းတွေကိုလည်းရရှိခဲ့ကြောင်းဇယ်လန်စကီကပြောကြားထားပါတယ်။